အပိုင်းငါးရဲ့အဆောက်မှာတော့ဘာဂီတယောက်ကိုယ်စွဲနဲ့ချိန်တွေ့ရတာကနေအိမ်ပြန်လာခဲ့ပါရီ။နောက်ပြီးသူတို့ကတယောက်ကိုတယောက်လက်တွဲကတိတ်ဆိတ်နေခဲ့ကြတာပါ။အဲ့ဒီချိန်တနရာကနေစပါကသူတို့ကိုလမ်းကြည့်နေပြီးကိုယ်စွဲကဘာဂီကို စကားဆပြောလာပါရီ။သူမအနေနဲ့အမြဲတမ်းလိုလိုပြိုင်ပွဲခမ်းမာတွေမှာဘာဂီပြုတ်လုခဲ့တဲ့အပြုတ်မှုတစ်ခုကိုစဉ်းစားနေမိတယ်လို့ဆိုပါရီ။အဲ့ဒီတော့တိုက်ခိုက်ဖို့စိတ်ပြင်းပြနေတဲ့ဘာဂီကိုသူမကနားမလည်နိုင်ဖြစ်နေပါရီ။ယောက်ျားလေးတိုင်းကအနည်းဆုံးသူတို့ရဲ့ဘဝမှာကမ္ဘာအတန်းပါဆုံးဖြစ်ချင်တဲ့ဆိုတဲ့အိမ်မက်တော့ရှိကြပါမယ်။ ။ဘာကီကတော့လုံးဝမတူပါဘူး။သူကသူ့အဖေကိုအနိုင်ယူခြင်းရောကလွဲပြီးတခြားစိတ်ဓာတ်တွေမရှိတဲ့သူဖြစ်ပါရည်။ဒါပေမဲ့သူကအဖေဖြစ်သူကိုအနိုင်ယူဖို့အတွက်အခြားသူတွေကိုအကြောင်းမဲ့လိုက်လံတိုက်ခိုက်သလိုဖြစ်နေကြတာပါ။ကိုဇွဲကသူမအနေနဲ့တိုက်ခိုက်တဲ့ပွဲတွေကိုကြီးရှုပေးတဲ့နောက်ပိုင်းမှာဒီအလောက်ကဘလောက်ထိတန်ဖိုးရှိတယ်ဆိုတာကိုလည်းနားလည်လာကြောင်းယင်ဖွင့်နေပါရည်။ဒါကြောင့်သူမကဘာကီကိုအခုလိုမျိုးအလုပ်တွေကိုစမလုပ်ဖို့နဲ့ဒီအလုပ်တွေကကြံ့ရည်သူမိသားစုတွေကိုပါနာကျင်စေတဲ့ဆိုတဲ့အကြောင်းကိုလည်းနားချပါရည်။အဲ့ဒီအချိန်ဘာကီကဘာမပြောညာမပြောနဲ့ကိုဇူရဲကိုကစ်စင်ဖမ်းဆွဲလိုက်ပြီး ဖတ်ထားလိုက်ပါတယ်။အဲဒီနောက်မှာတော့သူမလည်းဖီရီတက်က6ရက်တိခွေးကြသွားပြီးဘာကီကတော့ဒါကသူရွေးချယ်တဲ့လမ်းကြောင်းဖြစ်တာကြောင့်စိတ်မပူဖို့အတွက်ရှင်းပြလိုက်တာပါ။လက်ရှိချိန်မှာတော့ကိုဇွဲကသူမရဲ့ခံစားချက်တွေကိုယင်ဖွင့်နေခဲ့ပြီးဘာကီကတော့အမေပြီးရင်မင်းကငါယုံကြည်ရဆုံးမိန်းမပဲလို့ဆိုကတော်ကီနဲ့တကြောင်ပြစ်သွင်းလိုက်ပါတယ်။ဒါကြောင့်သူမလည်းအံ့ဩသွားခဲ့ရပြီးဘာကီကတော့နောက်ထပ်ကေဆင်ဆွဲဖို့ကြံရွယ်နေခဲ့ပါပြီ။ရိုးရိုးတိုင်းနေရင်ကျွမ်းတာမဟုတ်ဘဲနဲ့ဒီတိုင်းလေးကျွမ်းနေပုံပါပဲ။တော်တော်ဆိုးရဲပဲပါ။ ။ဒါပေမဲ့ကောင်မလီကရမ်းကြောက်နေတာကြောင့်ဘာကီကကိုဇွဲကိုနှစ်ဖူးလေးကိုပဲအနမ်းပေးလိုက်ပါရီ။နောက်ပြီးကီစင်ကိုပါထပ်ဆွဲပြလိုက်တာကြောင့်ကိုဇွဲလည်းရှက်သွေးတွေဖျက်သွားခဲ့ရကသူမကမှိမ့်မိခံနေပါရီ။အဲ့ဒီအချိန်ဘွဲကောင်းတော့နိုင်လူဝင်နောက်ရှက်ဆိုလိုပဲစပတ်ကဘာကီရဲ့ရှေ့တဲ့ကိုရောက်လာပြီးသူကဗမာလူကြီးလာပြီးကြီးနေပါရီ။စပက်တရအတွဲချောင်းပြီးသဘောကျနေတဲ့အချိန်မှာဘာဂီရဲ့ကြောက်စရာကောင်းတဲ့မျက်လုံးတွေကိုတွေ့မြင်လိုက်ရပြီးသူကအံ့ဩသွားပါရီ။သူကဘာဂီကိုတိုက်ခိုက်မယ်လို့တော့ပါးစပ်ပိတ်ခံလိုက်ရပြီးအဲ့ဒီအချိန်ဟာနာယာမာကရောက်ရှိလာခဲ့တာပါ။ နောက်ပြီးပါဇက်ကိုပိတ်ကအဝေးကိုခေါ်ထုတ်သွားခဲ့ပါရီဒါကြောင့်ကြံနေခဲ့တဲ့ဘာဂီလည်းဟမ်မပြက်ကစ်စင်ဆက်ဆွဲနေလိုက်ပါရီတဖက်ကပန်းချိန်ရဲ့တနေရာမှာတော့စပတ်ကဟန်နာယာမာကိုမင်းကတိုဂျိုရဲ့ဇိုးလားကွာဆိုပြီးတော့မင်းနေပါရီဒါအပြင်မင်းကမင်းရဲ့နေရာမှာမဟုတ်လို့ဖိန်ကောင်းကျန်နေရလားလို့ဆိုတာသက္ကနာထိုးနေကြတာပါသူအနေနဲ့ဟာနာယာမာကိုစားတွေ့ကြတဲ့ကအသက်ငယ်ဆုံးဆိုတာသိပေမယ့်လူကြီးလူကောင်အဖြစ်ဆုံးကိုလည်းပဲသူကသတိထားမိကြောင်းချီးကျူးပြောဆိုနေပါရီ အဲဒီနောက်မှာတော့သူကထုံးစံတိုင်းပဲဘာမှပြောညာမပြောနဲ့ဟာနာယမားရဲ့မျက်နှာကိုခြေထောက်နဲ့အလစ်ကန်ချပြလိုက်ပါရီနှာခေါင်းသွေးတွေရှန်သွားတဲ့ဟာနာယမားကိုစပတ်ကကြည့်ပြီးသူ့ရဲ့အလစ်တိုက်ခိုက်ချက်ကိုအတိအမှန်မပြုတဲ့အတွက်ဒေါသထွက်နေပါရီအဲဒီအချိန်ဟာနာယမားကသူ့ရဲ့ဖက်နက်တွေကိုဇွဲချလိုက်ပြီးဘောင်းမီကိုဇွဲမာတင်လိုက်ကတကူလုံးကအင်ဂျီတွေကိုဖျဲချပြလိုက်ပါရီအဲဒီနောက်မှာတော့ဟာနာယမားတယောက်ကိုလုံးကြီးနဲ့ဖြစ်သွားခဲ့တယ်လို့သူ့ရဲ့ကြောဘော်ကကြောက်စရာကောင်းတဲ့တက်ဒူးကြီးကလည်းပေါ်လာခဲ့ပါရီ တကယ်တော့အဲ့ဒီဟာကဟန္နာယမမျိုးနွယ်စုရဲ့လက်ဆင့်ခံရတဲ့အရာမျိုးဖြစ်ပြီးအဲ့ဒီတတူကိုအိုတူကိုတိုက်ချီဆိုပြီးတော့ခေါ်ဝေါ်ကြပါလိအတိဘေကတော့အတ္တမဆုံးလူသားဖြစ်ပြီးဟာနာယာမရဲ့အဖိုးဖြစ်သူယာကီချီကိုကာကွယ်ပေးခဲ့သူတူရဲ့ပုံမှာဟာနာယာမရဲ့လက်ဆင့်ငန်းချိန်ကိုရောက်ရှိလာချိန်မှာတော့အဲ့ဒီတတူကအရင်မျိုးဆက်တွေထပ်ပို့ပြီးကြံ့ကြံ့နန်းနန်းတတူဖြစ်လာပါသည်။သူကမပြေဆုံးသေးတဲ့အိုတိုကိုဒိုင်ချီပုံကိုပြေဆုံးအောင် လုပ်ဖို့အတွက်တိုမီဇာဝါဂိုင်းယုံချုပ်ကိုတယောက်တည်းသွားရောက်ကမိသားစုရဲ့သွေးကြွေးကိုစက်ခဲ့ပါသည်။ တပည့်ဖြစ်သူတွေရောက်ရှိလာချိန်မှာတော့တဖက်ကရင်ကောင်းဆောင်တွေကတည်ဆုံနေပြီဖြစ်ပြီးဟာနာယာမကျောကုန်းကတက်တူးကလည်းပဲဓာခုတ်ရာတွေအပြည့်နှက်လို့နေပါရီသူကသူ့ရဲ့တက်တူးပုံကအခုမှပြည့်စုံသွားပြီလို့ပြောလိုက်ပြီးဒါကမှအိုတိုဂိုဒိုက်ချီတက်တူးအစ်စ်မှန်မယ်လို့ပြောကကြွေးကြော်လိုက်ပါရီအဲ့ဒီချိန်စပတ်ကဟာနာယာမရဲ့မျက်နှာကိုပြေးထုတ်လိုက်ပြီးသူကကြောက်ခဲရီနဲ့ထူးနေနေတာပါဒါအပြင်ဟာနာယာမရဲ့ဖက်နှက်နေပါဟာနာယာမကိုတစ်ချက်ပြီးတစ်ချက်ရိုက်ပစ်လိုက်ရင်မျက်နှာကိုဆွဲကင်ပြီးဓာတ်တိုင်နဲ့မိတ်ဆက်ပေးလိုက်ပါရီ ိုဂျိုမျိုးရဲ့မျိုးလေကောင်တနေရာမှာတော့လူငယ်နှစ်ယောက်ကရန်ဖြစ်နေပါ ರೀ အဲ့ဒီအချိန်လူတစ်ယောက်ကဝင်လာပြီးလူငယ်နှစ်ယောက်စလုံးကိုခေါင်းခေါက်ပြလိုက်ပါ ರೀ ရောက်ရှိလာသူကတော့ရှီဟာရိုဖြစ်ပြီးသူကမော်တော်ဆိုင်ကယ်ဂိုင်းတစ်ခုရဲ့ယန်ကီးလူမိုက်ကောင်ဆောင်တူပါအပြိုရန်တိုက်ခိုက်သမားတူလည်းဖြစ်တယ်လို့စိတ်တက်လေပြင်းပြတဲ့သူကယခင်ပြိုင်ပွဲရဲ့ဒုတိယပွဲစဉ်အထိရောက်ရှိခဲ့ပါ ಬಹುದು ။နောက်ပြီးသူကဟန်နာယာမာကိုအားကျတဲ့တူရီသောတိုဂျိုလူမိုက်တူလည်းဖြစ်ပါ ಬಹುದು ။သူကဓာတ်ကင်ထားတဲ့ကောင်လေးတွေကိုချက်ချင်းဓာတ်တွေကိုလွှတ်ပြခိုင်းလိုက်ပြီးပတ်ဝန်းကျင်ကလူတွေကိုအနှောက်အယှက်မပေးဖို့အတွက်တတိပေးနေတာပါ။ ။ဒါပေမဲ့လူငယ်တွေကချစ်ကန်ကန်လုပ်နေရကြောင်သူကဓာတ်ကင်ထားတဲ့ကောင်းရဲ့မျက်နှာကိုခေါင်းနဲ့တိုက်ပြလိုက်ပါရီ။ဒါအပြင်လူမိုက်လုံမယ်ဆိုရင်သဘောထားပြောင်းမှုလူနေကြောင်ဆုံးမလိုက်ကတဖက်ကလူငယ်ကိုင်းတစ်ခုလုံးကိုတယောက်ထဲနဲ့စိန်ခေါ်လိုက်ပါရီ။အဲဒီအချိန်တဖက်ကဗန်းချန်နဲ့မှာတော့စပတ်ကအတွဲခုံကြီးကိုတရွတ်တိုက်ဆွဲယူလာပါရီ။နောက်ပြီးသူကအဲဒီခုံကြီးနဲ့ဟာနာယမားရဲ့ဥကောင်းကိုထုချပြလိုက်ပါရီ။ဒါကြောင့်ခုံကလေးတစားစီဖြစ်သွားကြပြီ။တစ်ဖက်မှာလေးဒါကိုကြည့်နေကြတဲ့အတွဲတွေကဘာလားတွေဖြစ်ကုန်တာပါ။ ဒါပေမဲ့ဟာနာယာမာကတော့သူ့ရဲ့ကိုနေဟန်ထားကိုတိုက်ခိုက်ပုံစံအသွင်ကိုအစင်းသိမ်းလောက်ထားခဲ့ပြီးဒါကိုမြင်လိုက်ရတဲ့စပတ်လည်းအခြေအနေကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်သူကလက်နက်တွေကိုလွတ်ပစ်လိုက်ပြီးဟာနာယာမာရဲ့ကိုနေဟန်ထားအတိုင်းပုံစံတူတူပါကပြန်လည်စိန်ခေါ်လိုက်ပါတယ်။ဒီလိုနဲ့တိုက်ခိုက်ပုံစံတူတူဖြစ်သွားတဲ့သူတို့နှစ်ယောက်ကလက်တွေမြောက်ထားကြရင်စပတ်ကတော့ဂျပန်ရဲ့ဒဏ္ဍာရီလားကရာတီတိုက်ခိုက်ရေးသမားရဲ့အကြောင်းကိုပြောဆိုနေပါတယ်။နောက်တစ်ခါမှာတော့ရဲကရုတ်ထုကြီးရဲ့အပေါ်ကစာရွက်ကိုဆွဲခွာလိုက်ပါတယ်။ အဲဒီနောက်မှာတော့သူကအယုတ်ကြီးပေါ်မှာခြိုင်းဝင်နေတဲ့လက်သီးရာတွေကိုတွေ့လိုက်ရပြီးရုတ်ထုကြီးကလည်းတဖြည်းဖြည်းအကွဲလိုလာပါတယ်ဒီလိုနဲ့အဆောင်ဖြစ်သူကဟက်ကွာတာကိုလှမ်းသတင်းပို့လိုက်ပြီးရုတ်ထုကပြိုကျတော့မယ့်အကြောင်းကိုသတိပေးလိုက်ပါတော့တယ်အဲဒီအချိန်ဟာနာယာမာနဲ့စပက်ရဲ့တိုက်ပွဲကစတင်လာခဲ့ပြီးစပက်ကလည်းဟာနာယာမာကိုစတင်လှုပ်ရှားကတိုက်ခိုက်လိုက်ပါတယ်တဖက်မှာလည်းပြိုကျကန်ကြီးဖြစ်နေတဲ့ရုတ်ထုကြီးကိုအားလုံးကကြိုးရီနဲ့ဝိုင်းဆွဲနေကြပြီးအတင်းပြန်စီနေကြပါတယ်အဆုံးမှာတော့ရုတ်ထုကြီးလည်းပြန်စီသွားခဲ့ပြီးဝင်းကြီးကလည်းမရင်းတပ်သားတွေကိုကျေးဇူးတင်နေခဲ့တာပါ စပါကတော့သူ့ရဲ့လက်သေးတွေနဲ့ဟာနာယာမာကိုအဆက်မပြတ်ထိုးနှံနေခဲ့ပြီးသူ့ရဲ့အပနီယာရက်ဆိုတဲ့တိုက်ကွက်နဲ့ဖိအားပေးနေခဲ့ပါတယ်။ဒါကြောင့်ဟာနာယာမာလည်းအခွင့်အရေးမသာဖြစ်နေခဲ့ကခုခံရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါဘူး။အဲဒီနောက်မှာတော့နှစ်ယောက်သားထိုးရင်းခုခံရင်ဟာနာယာမာတယောက်တစ်ပင်အနာကိုကတ်သွားခဲ့ရကတချက်မှာတော့သူကပြန်ပြီးကောင်တာနိုင်လိုက်ပါတယ်။မထင်မှထားပဲအထူးခံလာရတဲ့အတွက်စပါကလည်းလွင်ထွက်လို့သွားပါတယ်။ရပ်ပေါင်း၄၀၀ကျော်၄ချင်းရင်စင်ထားတဲ့အထူးကွန်မန်ဒိုတပ်သားတွေကိုဂျပန်အစိုးရကမွေးမြူထားပါတယ်။ နောက်ပြီးသူရဲ့ခန္ဓာကိုယ်ပေါ်မှာဝေးဆင်ထားတဲ့အရာတွေကလည်းပယ်ထိန်တုံးကြီးလိုအရာတွေကိုတော့မှခန္ဓာရင်ရှိတဲ့အကာအကွယ်ဝေစားတွေဖြစ်ပြီးသေစေနိုင်တဲ့နေရာတွေကိုအဓိကကာကွယ်ပေးထားပါရည်။ဒါပေမဲ့ရဲမှုကတော့တစ်ဖက်ကရှင်းပြချက်တွေကိုလက်မခံမီအခုရောက်နေတဲ့ငါးကောင်ကိုသာထိန်ချုပ်ဖို့အတွက်အလိုကြီးနေတာပါ။စပတ်ကလေသူတို့ထိန်းသိမ်းစခန်းကိုစားရောက်ခရဲကဝင်လိုက်ထွက်လိုက်နဲ့တာလီယန်စရဲလိုပြုမှုနေတာကြောင့်သူတို့ဖွဲ့ရဲ့ဂုံတိတ်ခါလေးပဲကြာစင်းနေရပြီဆိုပြီးပောက်ကွဲနေပါရီတကယ်လို့ဒီအကြောင်းကိုသာအထက်ကအာနာပိုင်းနေတည်သွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မေးလိုက်ပါရီ အဲ့ကြတော့တခန်းလုံးကငနေတွေလည်းဘာပြောရမှန်းမသိဖြစ်သွားပါသည်အဲ့နောက်မှာတော့သူကအကြမ်းဖက်တိုက်ဖြတ်ရေးသမားတပ်သားတွေကိုစပက်နဲ့တိုက်ခိုက်ထားကြတဲ့ဗီဒီယိုမှတ်တမ်းတွေကိုပြသခိုင်းပါသည်ဗီဒီယိုကိုဖွင့်ကြည့်လိုက်ချိန်မှာတော့တကောင်သားတွေကစပက်ရဲ့အတီးကိုသာခံရပြီးအကုန်လုံးတေးချင်းစုနဲ့တေးကုန်ကြရပါသည်။ဒါကြောင့်ရဲမှူးကနောက်တစ်ခါကြာရင်စပက်ကိုတေးစိန်နိုင်လောက်တဲ့ကြီးစံစစ်တီနဲ့သာတိုက်ခိုက်ဖို့အတွက်လှိဝမိန်ကိုထုတ်ပြန်လိုက်ပါသည်။ဒီအချိန်မှာပဲတစ်ဖက်မှာအထူးခံလာရတဲ့စပက်တယောက်တွေးရအန်နေပြီးထူးဆန်းတဲ့ခန်းစားချက်ကြီးကဘာကြီးလဲဆိုပြီးတော့အံ့ဩနေပါသည်။အဲ့ဒီအချိန်ယုတ်တိရဲ့သူ့ရဲ့အရှိကို နဖျားအဆင့်ထက်တောင်မှကျော်လွန်သွားပြီဖြစ်တဲ့ဟာနာယာမာကရောက်ရှိလာပါသည်ဟာနာယာမာကသူ့ကိုဝိုင်းလက်သေးတစ်ချက်ပိတ်ကျွေးလိုက်ပြီးစပတ်ကလည်းဂျွန်းထိုးမောက်ခုံဖြစ်သွားကြရကလဲကျသွားပါသည်ဒီလိုနဲ့ရွေးဆောင်နေတဲ့စပတ်ကိုဟာနာယာမာကဆွဲထူအားလေပင်ကနေကင်ထားရင်ထပ်ထိုးခန့်ကျင်သေးတာလားလို့မိလိုက်ပါသည်ဒါကိုမာနာထိခိုက်သွားတဲ့စပတ်ကသူ့မှာတိုက်ခိုက်ဖို့အားကျန်နေသေးတယ်လို့ပြန်ဖြေလိုက်တာကြောင့်ဟာနာယာမာကထပ်ပြီးအာရဘာယာဒီထုတ်ပေးလိုက်ပါသည်အဲ့ဒီနောက်မှာတော့ဟန်နာယာမာရဲ့လက်သေးချက်တွေကအဆက်မပြတ်ထပ်မံဝင်ရောက်လာပြီးစပက်ကလေးသတိလစ်မလို့ဖြစ်သွားကြရပါလိမ့် ဟာနာယာမာကထုံးစံအတိုင်းပဲအထက်ဆွဲထူလိုက်ပြီးအထူးခန့်ကျင်သေးတာလားလို့ပြီးတော့စပက်ကတော်ပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ထုံးစံအတိုင်းပဲညစ်တက်ပတ်တက်ပြီးညံများတဲ့စပက်ကြီးကသူ့ရဲ့လက်ထဲကကြည်စံတွေကိုဟာနာယာမာရဲ့ပါဇက်သေးကိုပြစ်ထည့်လိုက်ကဖောက်ခွဲပြစ်လိုက်ပါတယ်။ဒါကြောင့်ဟာနာယာမာပါဇက်တစ်ခုလုံးနဲ့ပေါက်ကွဲထွက်သွားခဲ့ကဇက်လန်းလေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါတယ်။